ာဒိုက်တွေလည်းသတိထားပါလို့နော်အမြန်မာနိုင်ငံမှာအဲ့လိုဌာပနာဒိုက်တွေကိုတရက်ဝင်တရက်ဝင်ခိုးလို့ရတာဆိုလို့အဖွဲတစ်ဖွဲပဲရှိပါတယ်လို့နော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မင်္ဂလာပါချစ်တော်မြန်မာနိုင်ငံနိုင်ငံသားများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေမတူတော်သူယုံမာများဤလက်မှလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေကကြီသုံးပါဘေးအန္တရာယ်တွေမှလည်းကျော်လွှားနိုင်ပါစေလို့မြတ်တာပို့တာလိုက်ပါတယ်နော်ပြောပြလေးရှိလို့မလာကြအောင်မှာ ိုပဲခစ်တင်မှာတက်လာလို့ဖတ်နေတာဟမ်ပါလေမန္တလေးတက်ကတူနှစ်တရားပြေကိုမာလာတက်တယ်ဟမ်ပါလေနှစ်တရားပြေပွဲကိုတဲ့သူရှိနေတဲ့အချိန်မှာဖုန်းမယူရဘူးတဲ့အိတ်မတဲရဘူးထီးမယူရဘူးအုတ်ထုတ်မဆောင်းရဘူးဆိုင်ကယ်နဲ့ကားတွေမဝင်ရဘူးရက်တောင်မရဲရဘူးတဲ့အမလေးဖြစ်မှဖြစ်ရတယ်ဟမ်ပြောတော့တန်းလေးတယ်တော့ပြည်သူတွေက နင်တို့ထောက်ခံတာဆိုဟမ်ငါတို့ကမဲခိုးလို့အာနာသိမ်းရတာပါဆိုအဲ့တော့ပြည်သူတွေကနင်တို့ကိုချစ်နေတာပဲဒီတိုင်းမေစုလိုမျိုးသွားပါလားပြည်သူတွေလည်းသွားလေဘယ်နေရာဖြစ်ဖြစ်မေစုဆိုဒီတိုင်းသွားတာပဲဟမ်အမေစုဆိုဒီတိုင်းသွားတာပဲနော်ဘာမယူရတော့ဘာမရက်ရတော့ဘလို့မနေရတော့ဘာမှမတားထားဘူးနော်အမေစုသွားလေရခြေချရနေရမှာဟာပြည်သူတွေကအမေစုအမေစုနဲ့ချစ်လိုက်ကြတာအုံအုံထနော်လူတိုင်းမြင်တယ် เนาะအဲ့ဒါကိုပဲကိုရီးယားပဲမဲလိမ်မဲခိုးလို့ပဲသူတို့ကပဲအာနာသိမ်းရတလို့လို့သူတို့ပါသူတို့ခိုးလို့ဖွက်လို့မဝသေးလို့အာနာသိမ်းရတာကိုပဲဟမ်ခုကြတော့ဘယ်နေရာသွားသွားဟိုဟာမလုပ်ရဘူးဒီဟာမလုပ်ရအောင်နဲ့ညားလိုက်တဲ့ကန့်တက်ချက်တွေမလေးဟဲ့အန်အောပါသွားပါလားဒီလောက်ပြည်သူတွေချစ်တယ်ဆိုဟမ်ညီတို့ပပကြီးညီတို့ပပကြီးပြည်သူတွေဒီလောက်ချစ်နေတာသွားပါလားဒီတိုင်းညီတို့ဘဘကြီးနဲ့အဖွဲ့တွေ ပြည်သူတွေကဒီလောက်ချစ်တယ်ဆိုပြီးတော့ဒီတိုင်းသွားပါလားမသွားရဲဘူးမလားเนาะအမေစုတော်မှအရင်တော့ကနင်တို့တွေဘလို့တွေပဲလက်နက်တွေနဲ့ကင်ပြီးချိန်ရောက်တာချိန်ရောက်တာအမေဒီတိုင်းပဲသွားတာပဲဟင်ဘာလို့လဲဆိုတော့အမေစုကပြည်သူတွေတောင်ခြေချရဲတယ်လေပြည်သူတွေကသူ့ကိုဘလောက်ချစ်လဲဆိုတာသူသိနေတာဟုတ်ဟင်အခုတော့နင်တို့ဘာသူ့ကိုသူတော့သိတာเนาะဟမ်ဘယ်နေရာသွားသွားလုံညိုရဲ့အပြည့်နဲ့ကို့အသက်ကြတော့ နှမျောလိုက်တာဟမ်သူများအသက်တွေကြတော့ခြာနေเนาะငါတို့ပြည်သူတွေမှာခြာနေခံရတာမဟုတ်ဘူးเนาะငါတို့ပြည်သူတွေကိုငါတို့တိုက်နေငါတို့ကန်တို့အာနင်တို့ကအဲ့လိုအကျန်းဖက်အားပေးလို့နင်တို့ဖြစ်တာတို့ဘာလို့အားမဲအကျန်းဖက်ကိုတကယ်အားပေးနေတာဘလူတွေလဲဆိုတာနင်တို့နင်တို့ကိုတို့သိเนาะဘလူကအကျန်းဖက်နေတာလဲဆိုတာเนาะပြည်သူအိုးရေးစည်းစိမ်တွေကိုဘလူတွေကအကျန်းဖက်နေတာလဲဆိုတာနင်တို့ကိုတို့သိเนาะ ငါတို့ပြည်သူတွေမှဒီဒုက္ခတွေကခံနေရမဟုတ်ဘူးခံနေရတာမဟုတ်ဘူးဟမ်နင်တို့ရှင်တန်းမှာသွားနေတဲ့လူတွေရောဟင်တက်မုတ်ဆိုးမာတွေဘယ်လိုလဲနင်တို့လင်နေဟမ်နင်တို့အဘာသူသွားတဲ့သူဘယ်နေရာသွားသွားလုံလုံရေးအပြည့်နဲ့အာနင်တို့ကြတော့နောက်ကနေရှူးလေးတိုက်ပြီးသွားပြေးပြီးကိုက်လိုက်ကြပါအောင်တိုက်လိုက်ကြပါအောင်သေးသေးလဲနင်တို့ဘာအေးစီပဲသွားတော့ဟိုပွဲလေးသွားလိုက်ဒီပွဲလေးသွားလိုက်ပြီးမိသားစုလိုက်လင်းပြန်ကြီးစင်းလုံးနဲ့ အင်းပြည်သူဘန္နာရင်နဲ့ဝယ်ထားတဲ့လေမြန်စင်းလုံးနဲ့ခရီးထွက်သွားလိုက်ဟင်ဟုတ်နေတာပဲအမဲဟိုနေ့ကငါငါတင်ထားတဲ့ post မှာငါကိုမန်မှာ လာပြီးတော့ရေးထားသေးတယ်အမေစုလက်ထက်ကအမေစုလက်ထက်ကเนาะတက်ကြီးပင်စင်တွေရခဲ့တယ်เนาะမတန်မစွမ်းကလေးတွေအကုန်လုံးထောက်ပံ့ကြီးတွေရခဲ့တယ်เนาะအဲ့ဟာစားတဲ့အထက်မှာနှုတ်ဘောမကြီးလည်းပါတယ်เนาะနှုတ်မျိုးကြရတယ်မလားအကုန်လုံးဟမ်အဲ့ဒါကို 6800စာဘောမတကောင်လာရေးတာအဲ့ဒါဘယ်ကပတ်စံနေနဲ့ပေးတာလဲတဲ့ဟုတ်တယ်လေပြည်သူမန္တလေးကပတ်စံနဲ့ပြည်သူကိုပြန်ပေးတယ်လေအမေစုကဟမ်နေတော့အပါဒီအနည်း90လောက်အုပ်ချုပ်လာတာအဲ့ပြည်သူမန္တလေးကပတ်စံတော့ပြည်သူကိုပြန်ပေးလို့လားတို့မျိုးကလို့လားစို့ရလို့လားဟမ်အဲ့3000လောက်နေတော့ရလို့လားဟမ်နေတော့အပါပြည်သူမန္တလေးတိုင်းထဲမှာရှိတဲ့ဟာဒီပြည်သူတွေအခွန်ဆောင်ထားပြည်သူတွေရှီရနေမျိုးစုံရထားတဲ့အခွန်နေနော်အိုးမြန်မာနိုင်ငံအတွင်းမှာပြည်စီရောင်းစားလို့ရထားတဲ့ပတ်စံနေ ဟမ်အဲ့ဒါလေးလေအကောင်လုံးတို့အိတ်ကထားပဲတို့ထဲတာလေနင်တို့အဲ့လိုတော့ပြန်ပေးဘူးလားနင်တို့အဘရဲ့အနှစ်90လောက်အုပ်ချုပ်လာတာလေနင်တို့ပြန်ပေးဘူးလားဟမ်အဲ့3000အောင်နင်တို့မျိုးရလားအဲ့တော့မမျိုးခဲ့ရအောင်မစားမတောက်ခဲ့ရအောင်မလားဟမ်အဲ့ဒါကငါကိုကိုမမမာလာရည်တယ်မဲအမေစုကပြန်ပေးတာဘယ်ရပစံနဲ့ပြန်ပေးတာလဲတဲ့အောက်တယ်လေပြည်သူတွေရှီကပစံကိုပြည်သူတွေကိုပဲပြန်ထောက်ပံ့တာနော်နင်တို့အဘကြီးကပြည်သူတွေရှီကပစံကိုသူတို့ပဲမျိုးလိုက်တာနော်သူတို့ပဲခွဲဝေယူပြီးချမ်းသာသွားနင်တို့မျိုးရလား နေတို့လည်းမစားအောင်မလားအငါအဲ့လိုမမရိုင်းရိုင်းပဲပြောလိုက်မယ်နော်ဘယ်ရပစံလဲဆိုလာမေးတယ်နေတို့ရဲ့အုံနောက်ရဲ့ level အစင်တန်းကိုလည်းစဉ်းစားလို့မရအောင်နော်ဟုတ်တယ်အမေဆိုပြည်သူပစံပြည်သူကိုပြန်ပေးတာလीဟမ်နေတို့ဘာလဲပြည်သူပစံပြည်သူကိုတော့ပြန်ပေးလို့လားအဲ့ဒါကိုလာပြီးစောက်ကားရဲ့လာထဲမျောနေဘောမာတယ်နော်အခုလဲမှာနေတို့အဖဘယ်နေရာသွားသွားတေးမှာကြောက်နေတို့ကတော့အရှိရနေပြီးတော့တေးပေါ့နေတို့တော့ဘူးမှကာကွယ်ပေးမယ်လို့မရှိဘူး သူကလည်းသူတို့ကလည်းနေကြရတာအကာအကွယ်အပြည့်စုံနဲ့နော်အဲ့တော့နင်တို့ရဲ့စောက်အုံနောက်တွေကိုလည်းလေမပြောကျင်တော့ဘူးငါ့ကိုလာလာမပြောနဲ့တော့ငါ့ကိုလာလာပြောလို့ရှိရင်ငါ့ပြောမှာဩပြီးတော့ကိုယ့်ရဲ့ Facebook အကောင့်ကိုခဏခဏတက်တော်မှာလာလာမေးကြတယ်နော်အဲ့မှာကျမရဲ့ Facebook အကောင့်ပါလို့နော် Facebook အကောင့်လည်းဒီတက်တော်နဲ့နာမည်အတူတူပဲပြီးတော့နောက်တစ်ခုဒီအခုကျမရောက်နေတဲ့နိုင်ငံဒူဘိုင်းနဲ့ပတ်သက်ပြီးတော့ဒူဘိုင်းအကြောင်းလေးပြောပြပါပြောပြပါပြောပြပါဆိုပြီးတော့ လာလာပြီးတော့မေးထားကြတယ်နော်နောက်ရက်တွေကျရင်ပြောပြမယ်ဘာဖြစ်လဲဆိုတော့ပြောပြရမယ်အချိန်ရောက်နေပြီပြောပြတဲ့အချိန်ရောက်နေပြီဘာဖြစ်လဲဆိုတော့အခုဒီနိုင်ငံမှာ high season နော်အလုပ်တွေပြန်ပြီးပေါ်တဲ့အချိန်နော်အလုပ်တွေညားတဲ့အချိန်လုပ်ငန်းတွေပြန်ပြီးတော့လေပတ်တဲ့အချိန်ရောက်လာပြီပူတဲ့ຢာတီပြီးွားပြီအခုစပြီးတော့အရင်ကြီးမအေးသေးပေမဲ့အပူချိန်ညော့သွားပြီအေးတဲ့အချိန်ဆိုတော့ဒီနိုင်ငံမှာ high season ဖြစ်လာပြီ အချိန်ကြရင်အလုပ်တွေလည်းပေါ်တယ်အဲ့လိုမျိုးအချိန်တွေဖြစ်လာပြီးဖြစ်တဲ့အတွက်ကိုပြောတင်ပြောလိုက်တာတွေပြောရတော့မယ်နော်လိန်စားညာစားတဲ့လူတွေတစခန်းထလာတော့မယ်နော်ငါအခုလိုပြောလိုက်လို့ရှိရင်အမအနာရှိရဲ့လူတွေဆက်လိမ့်မယ်နော်အဲတစခန်းထလာတော့မယ်အဲ့တော့အရင်တော့ကတော့ခဏခဏလာမေးကြတဲ့ဒူဘိုင်းအကြောင်းမပြောတင်သေးတဲ့အချိန်မို့တော့မပြောသေးတာနော်အခုပြောမယ်နောက်ရက်တွေကျရင်ပြောမယ်နော်ဒူဘိုင်းအကြောင်းလည်းပြောမယ်အဲ့မှာဟို Facebook အကောင့်ကိုလာလာမေးထားတဲ့တကယ်ချင်းတွေနော်အခု Facebook အကောင့်လည်းတခါတည်းပြလိုက်ပါတယ်လို့နော် အခုဘာလို့ line မတက်လာလဲဆိုတော့ပြောစရာလေးရှိလို့ဟွာသူများအမှားပါလိုက်တာပေါ့နော်ဟွာစစ်ပေးချောင်စခန်းကလူတွေကပြောပေးပါတဲ့နော်သူတို့ကိုစားစစ်ပေးချောင်စခန်းကလူတွေကဘာပြောလဲဆိုတော့ဇွဲထက်ရန်နာရွှေဆိုင်ကြီးကနေပြီးမစိုးရင်ကြောင်းတိုက်အတွက်ဌာပနာအတွက်ဝိုင်းဝန်းလှူဒန်းထားတဲ့ဖလားတွေဖလားတွေ ရန္တနာပစ္စည်းတွေထည့်တဲ့ဖလားတွေပေါ့နော်အဲ့ဒါတွေကိုမြင်ပြီးတော့တဲ့စေဘေးဆောင်စခန်းလူတွေနော်ကလေးတွေနော်အဲ့ကျမတို့မြန်မာနိုင်ငံနှစ်ချမ်းကွဲနေရတယ်တည်ရမှာလူလန်လူအမျိုးအစားနှစ်ချမ်းကွဲနေရအဲ့တော့ဟိုဘက်အတိဒုက္ခရောက်နေတဲ့ဘက်အချမ်းလူတွေကနေပြီးတော့ပြောပြပါတဲ့နော်အဲ့ဌာပနာအတွက်သူတို့ဘုံတန်နေတနတ်တန်နေကြားရရနေပြီးတော့ ပြင်းလွှိုင်းနေပဲမူရိတာပွားပြီးတာတို့ခေါ်ပါတယ်တာတို့တာတို့တာတို့ပါနော်ဟာသူတို့ကိုစားလာပြောပေးတာနော်ကျမတို့မြန်မာနိုင်ငံကအဲ့လိုတလွဲစပေကောင်းနော်ဖျားဟောထားတဲ့တရားတွေမှာရှိပါတယ်နော်ဒါတန်ခါကိုလှူရမယ်ဖျားတရားတန်ခါယန္နာ၃ပါးခိုင်းဝင်နော်ဟုတ်တယ်နော်တန်ခါကိုလှူရမယ်တန်ခါကိုလှူရင်ဒါနအကျိုးခံစားရမယ် ်မှန်တယ်ဒါပေမဲ့နောက်ထပ်လည်းဖះဟောထားသေးတယ်တရားတွေအများကြီးပဲเนาะမရှိတဲ့လူတွေเนาะမရှိတဲ့လူတွေဒုက္ခရောက်နေတယ်လူတွေအခုလက်ရှိကျမတို့မြတ်စွာဘုရားသာရှိလို့ရှိရင်လေငါ့ဟောလာမလူနဲ့ပုံမှာမရှိတဲ့လူတွေပဲသွားလူလို့တကယ်ကိုပြောမှာအဲ့ဒါတေးကြပေါ့ပဲเนาะပိုရှန်နေတဲ့နေရာတွေမှာကြတော့အရန်ကိုပိုရှန်နေပြီးတော့တကယ်လိုအပ်နေတဲ့နေရာတွေမှာကြတော့ လိုတဲ့နေရာတွေမှာပိုပဲလိုတယ်လိုွားတယ်မဖြည့်ပြီးမဖြည့်စည်းပေးကြဘူးပိုတဲ့နေရာတွေမှာပိုရှင်ွားတယ်အမှန်တကယ်ပိုရင်လှူရမယ်လိုရင်ကိုရမယ်ဟုတ်တယ်မလားအခုကဘလို့ဖြစ်နေလဲဆိုတော့ပိုရှင်တဲ့နေရာတွေမှာပဲပိုပိုပြီးတော့ပိုရှင်နေတယ်ဖုံးကြီးတွေထဲမှာလည်းတကယ်မရှိစင်းရတဲ့ဖုံးကြောင်တွေအများကြီးပါเนาะအဲ့လိုပြောရရင်ငါတို့ကငါတို့ကုသိုလ်နဲ့ငါတို့ဖြစ်တာဆိုပြီးတော့အဲဝိုင်းအစဲခံအောင်မနာလိုဖြစ်စီရလဲအเจ้าမရှိပါဘူးဘုရားဘာသာဆက်စစ်ပါเนาะ တခြားဘာသာလည်းမဟုတ်ဘူးဗုဒ္ဓဘာသာမှာနော်တရားစခန်းလည်းဝင်ပူတယ်ပဋိစ္စသမုပ္ပါဒ်စဝိုင်းကြောင်းလည်းနားလေတယ်နော်တရားစခန်းလည်းဝင်ပူတယ်နော်အကုန်လုံးတော်တော်များများလဲနားလေထားတယ်ဒါပေမဲ့ကျမတို့နားလေထားတယ်နားလေပုံနားလေဒီကတမျိုးနော်ဝိပဿနာလည်းအားထုတ်ပူတယ်နော်အဲ့လိုပြောလို့အမလေးနေကဗုဒ္ဓဘာသာမဟုတ်လားလာပြောမနာလို့လို့မျိုးမနာလို့ဖြစ်เสียအကြောင်းမရှိပါဘူးမူးတိတာလဲပွားပါတယ်ဒါပေမဲ့စိတ်မကောင်းဖြစ်တာပါเนาะစိတ်မကောင်းဖြစ်တာ လိုအပ်တဲ့နေရာတွေမှာကြာတော့မရှိဘဲနဲ့ဟိုမှာစစ်ဖေးဆောင်စခန်းမှာနေရတဲ့လူတွေเนาะခလေးတွေဆိုရင်မှာပြင်းလွားနေတဲ့ဘုံတန်နေကြတဲ့မှာစစ်ဖေးဆောင်စခန်းနေဆိုလဲတနစ်တနက်စားဖို့တောင်မှနတ်မမှန်တဲ့နေရာတွေเนาะအဲ့ဒီဖလားကြီးတွေအများကြီးတွေဖဲဖလားသုံးလုံးစားလောက်ဒါကြောင့်ဘယ်လောက်ကောင်းမလဲဟမ်စစ်ဖေးဆောင်စခန်းနေပါဒီမှာတရက်စာထမင်းလေးဝါလီအောင်စားရရင်ဘယ်လောက်ကောင်းမလဲလို့ ရင်းထဲမှာတွေးမိတယ်။ကျမတို့မြန်မာနိုင်ငံနှစ်ချမ်းကွဲနေတာနော်။တလွဲစပင်ကောင်းနေဖြစ်နေကြတာ။အဲ့တော့စပေးချောင်စခန်းလူတွေကိုစားလာပြောပေးတာပါ။စပေးချောင်စခန်းလူတွေကိုစားပြေးနေလွှားနေတဲ့ဘုံတန်တွေကြားထဲမှာပြေးနေလွှားနေတဲ့လူတွေကိုစားသူတို့ကပြောပေးပါတဲ့ပြောခိုင်းလိုက်ပါတယ်နော်။ပြေးရင်လွှားရင်လည်းပဲမူရီတာပွားပြီးတာရုခေါ်ပါတယ်တဲ့အလှတော်မင်္ဂလာကြီးကိုနော်။တာရုတာရုတာရုပါတဲ့နော်။အားလေးပြောပြခြင်းလို့လာလာပါလို့နော်။ ျမတို့မြန်မာနိုင်ငံနိုင်ငံသားတွေရမြန်မာနိုင်ငံသားဖြစ်ရတာအရင်ကိုဂုဏ်ယူစရာကောင်းပါတယ်လို့နော်ပြောချင်တော့ဒါလောက်ပဲပြောတော့မယ်။အော်ပြောဖို့ပြောဖို့ပြောဖို့တခုမေ့ချင်ခဲ့လို့နော်ပြောဖို့တခုမေ့ချင်ခဲ့လို့အော်နောက်တစ်ခု ပြောဖို့မေ့ချင်ခဲ့လို့နော်သိလားအာဌာပနာတိုက်တွေဌာပနာမယ်ဆိုရင်တော့သတိထားပါလို့နော် အဲရွှေရကုံဘုရားကဌာပနာတွေကတော့နော်ရွှေရကုံဘုရားကဌာပနာတွေရွှေရကုံဘုရားကပတ်စံတွေကတော့ချီးပြီးတော့ခုထိပြန်မရသေးဘူးနော်အဲ့တော့ဌာပနာတိုက်တွေလည်းသတိထားပါလို့နော်အဲမြန်မာနိုင်ငံမှာအဲ့လိုဌာပနာတိုက်တွေကိုတရဝင်တရဝင်ခိုးလို့ရတာဆိုလို့အဖွဲတစ်ဖွဲပဲရှိပါတယ်လို့နော်အဲ့တော့ဌာပနာတိုက်တွေသတိထားပါလို့နော်ဌာပနာတိုက်တွေကအရင်အများကြီးထည့်ထားတာဆိုတော့လေနော် အာဌာပနာလိုက်တွေဖောက်ဖောက်ပြီးတော့ပြန်မပေးတဲ့လူရှိတယ်လို့နော်ကျမဘသူ့ကိုပြောလဲသိပါတယ်နော်ရှင်ရုံဖျားချီထားတဲ့ပစံတွေတော့ခုနိပြန်မရသေးဘူးနဲ့တူတယ်ကောပကတွေမတောင်းကြဘူးလားဟမ်အဲ့တော့ဌာပနာလိုက်တွေတည်ထားပါနော်နော်ဌာပနာလိုက်အဖောက်ခံနေရအောင်ပဲတော်ကြနော်အဲ့လိုဖောက်ပြီးတော့တော်ကြဌာပနာလိုက်တွေဖောက်ဌာပနာလိုက်ထဲကရရတဲ့ဟာရင်လက်နက်တွေကိုဝဲနော်ပြီးတော့ပြည်သူတွေကို ပြန်ပြီးတော့ဒုက္ခပေးเนาะအဲ့လိုအဖွဲအစည်းကတစ်ဖွဲ့ပဲရှိတယ်ဘယ်သူတွေကိုပြောလဲဆိုတာသဘောပေါက်တယ်เนาะအဲ့တော့ဌာပနာတိုက်တွေတတိထားเนาะမအားလာတို့လက်ချက်မိမယ်ဌာပနာတဲ့ကိစ္စမပြီးတော့ဘူးเนาะဒီနေ့ပြောတာနောက်ဆုံးပဲစိတ်ကလည်းတော်တော်တိုးနေပြီဒီမှာတွေ့တယ်မလားအမားတို့တို့လည်းဝေဖန်တိုက်ခိုက်လို့လွယ်လူရှင်တွေစိတ်ကတိကောက်ဖြစ်ရတာလေတဲ့အလူရှင်တွေကစိတ်ကတိကောက်ဖြစ်တာတော့မဖြစ်နိုင်ဘူးသိလားလက်ပြမလုံသွားတာပဲဖြစ်မယ် ဟုတ်တယ်နော်လက်ပြမလုံတာအဲ့ဒါဘာလဲဒီလားနင်တို့အခုထာပနာတယ်ထာပနာတယ်နော်ငါတို့ကဝေဖန်တိုက်ခိုက်တာမဟုတ်ဘူးနော်စိတ်မကောင်းလို့ပြောတာနင်တို့အဲ့ဒါကိုခွဲကြသည်နော်နင်တို့ရဲ့အုံနောက်အစင်တန်းအယမ်းမဲမမိတာလားအင်ဂျူတွေကတအားနေနေတာလားတော့မသိဘူးငါတို့ကစိတ်မကောင်းလို့ပြောပြတာနော်ပြောပြမယ်ငါတို့ကဝေဖန်တိုက်ခိုက်နေတာမဟုတ်ဘူးနင်တို့အခုထာပနာတယ်အခုလက်ရှိအချိန်အတွက်လား နောင်နာကတ်တော့မလားနောင်အနာကတ်မှာဌာပနာပစ္စည်းဆိုတာနောင်အနာကတ်မှာဒီဇေဒီပထိုးပဲဖြစ်ဖြစ်ဖရားเจ้าကံပဲဖြစ်ဖြစ်ပျက်စီးသွားတဲ့အချိန်မှာဌာပနာပစ္စည်းတွေနဲ့ပြန်လဲပြုတ်ပြင်းမွမ်းမံရအောင်လို့နော်နင်တို့ဌာပနာခဲ့တာဟုတ်တယ်နော်ပြီးရင်ငါတို့မတည်ဘူးလားလို့ပြောခံအောင်ပဲနင်တို့ဌာပနာခဲ့တာနင်တို့နောင်အနာကတ်အတွက်တောင်မှနင်တို့ဒီလောက်စေနာမြစ်တာတွေရှိပြီးတော့ နော်ဒီမစိုးရင်တောင်းတိုက်ဆိုတာဟုတ်တယ်ငါတို့လည်းသိတယ်သာသနာအကျော်မော်တွေသာသနာအာဇာနည်တွေမွေးဖွားပေးတယ်တကယ်စာတင်တိုက်ကြီးနော်ဒီလိုနေရာမျိုးလှူလို့ငါတို့ကမနာလို့ဖြစ်เสียဘာကြောင်းမှမရှိဘူးငါတို့ဆိုလိုတဲ့သဘောကအဲ့ဒီလိုနေရာမျိုးတောင်အနာဂတ်အတွက်နင်တို့မှန်းစပြီးတော့ပလန်ချပြီးတော့နင်တို့လှူပေးနိုင်ခဲ့ရင်အခုလက်ရှိ live လက်ရှိဘဝမှာလက်ရှိဘဝမှာခံစားနေရတဲ့စိတ်ပေးချောင်စကန်နေမြင်လား လက်တွေ့ငါတို့နိုင်ငံပြည်တွင်းစစ်ဖြစ်နေတာလေငါတို့နိုင်ငံပြည်တွင်းစစ်ဖြစ်နေတာပြည်တွင်းစစ်နော်လက်ရှိမှာငတ်နေပြက်နေလို့မြင်လာနေလို့မြင်တယ်မလားဟမ်အလှူရှင်မရှိရင်ထမင်းနတ်မှန်အောင်မစားရဘူးနော်ပြေးလွှားနေရတဲ့ကလေးတွေဟမ်တစ်ချိန်လုံးဘုလင်းနဲ့ဘုံကျင်းလို့ဘုံခိုကျင်းနဲ့ဝင်စားမတင်ရတဲ့စာတင်ကြောင်းမရှိတော့တဲ့ကလေးတွေနော်အိမ်ကြီးရာကြီးမရှိတော့တဲ့ပြည်သူတွေဟမ်ပြေးလွှားနေရတဲ့လူတွေ လက်ရှိဘဝမှာနောင်နာခဲ့မှာမဟုတ်ဘူးအခုလက်ရှိလက်ရှိဒီ၄နှစ်ကျော်ကာလအတွင်းမှာလက်ရှိဘဝမှာခံစားနေရတဲ့လူတွေတို့နင်တို့ဘာတွေလှူပြီးတမ်းပြီးပြီလဲငါတို့ကဟိုမလှူနဲ့လို့ပြောတာမဟုတ်ဘူးငါတို့လည်းဗုဒ္ဓဘာသာစစ်စစ်နော်ဗုဒ္ဓဘာသာစစ်စစ်မာငါသမီးအရင်တော့အရှေကြီးနော်မလေးရှားကနေနှစ်ခါပြန်တယ်သမီးတင်မအုပ်တင်မအုပ်ဖြတ်ပြီးတော့ငါတို့ရက်ရွာကစင်းရဲတဲ့အကြောင်းလေး เนาะစွန်းစားចောင်းဆောင်မရှိဘူးဘုံကြီးတွေမှာအဲ့အတွက်ငါသမီးကိုနှစ်ခါဖြတ်ပြီးသမီးရောင်းရတဲ့ပတ်စံနေအဲ့စူပေါင်းလှူရတဲ့အထဲကိုထည့်ပြီးလှူခဲ့တာเนาะအလူဆိုတာကဒါနဆိုတာကပါလေနာမည်ကြီးចောင်းတွေကိုလှူမှဒါနမြောက်တာလားဟမ်ဘုံကြီးចောင်းတွေမှာလည်းဆင်းရဲနေတဲ့ចောင်းတွေအများကြီးပဲဟမ်မရှိတဲ့လူကိုပေးကမ်းလှူရမ်းလိုက်လို့ဒါနမမြောက်ဘူးလားဟမ်အဲ့ဒီအလူကပို့ပြီးတော့ကုသိုလ်မရဘူးလား ကိုရှေ့မှာငတ်နေတဲ့လူကိုကျွေးလိုက်မွေးလိုက်လို့ရှိရင်အဲ့ဒီအလူကဌာနမမြောက်ဘူးလားကုသိုလ်မရဘူးလားနာမည်ကြီးចောင်းနေကိုရွှေတွေချွတ်ပြီးတော့ငွေတွေချွတ်ပြီးအကုန်လှူမှဌာနကမြောက်တာလားဒါမဲ့လူဆိုတာလေကိုတရာတဲ့နေရာကိုလှူရတာငါတို့နားလေတယ်သဘောပေါက်တယ်နော်ဒီနေရာကိုတရာလို့သူကိုစိတ်ကတရာထဲထက်တန်လာတဲ့နေရာကိုလှူရတာဒါပေမဲ့နင်တို့အနာဂတ်အတွက်တောင်မှအဲ့လောက်လှူနိုင်သေးရင်ဟမ်ဒီ လက်တွေ့ဘဝမှာလက်ရှိခံစားနေရတဲ့လူတွေအတွက်ကောမလူနိုင်ဘူးလားမလူနိုင်ကြဘူးလားဆိုရင်ငါတို့ပြည်သူတွေကစိတ်မကောင်းဖြစ်တာနင်တို့လှူဘူးလားဘယ်စစ်ပေးချောင်စခန်းအတွက်အာဟိုကရင်နီစစ်ပေးချောင်စခန်းအတွက်ကျမဆွဲကြိုးလေးဖြုတ်လို့ပါတယ်ဟိုဟိုကချင်ပြည်နယ်စစ်ပေးချောင်စခန်းအတွက်အာကျမနှက်ကက်လေးဖြုတ်လို့ပါတယ်လို့လှူဘူးလားအဲ့လိုဖလားကြီးတွေဖလားကြီးတွေနဲ့စစ်ပေးချောင်စခန်းအတွက်လို့ပို့ဘူးလားဟမ်မစိုးရင်ကြောင်းတဲ့လူနာမည်ကြီးကြောင်းနောက်အလှူရှင်တွေထပ်ပေါ်မလာတော့ဘူးလားဒီတစ်ခါပဲလှူပြီးပြီးရောလားဟမ်မစိုးရင်ကြောင်းဆိုတာတကယ် အကြော်အမော်အကြောင်းနော်အလှရှင်တွေမှဖို့တတ်လို့မကုန်ဘူးလှရင်တဲ့လူတွေမှာတန်းစီနေတာပဲတချို့တွေဆိုရင်ဟိုတချို့အကြောင်းနေဆိုလို့ရှိရင်လှဖို့နော်ဟိုအကျွေးအမွေးလှုပ်ဖို့တောင်းမှပဲနှစ်နဲ့ချီပြီးနာမည်စင်းပေးရတယ်ကြုံမှုတာပေါ့ငါတို့လဲကြုံမှုတယ်ငါတို့တရားစခန်းနေဝင်နေတဲ့အချိန်နော်မိုးကုတ်ဝိပဿနာတရားစခန်းနေဝင်နေတဲ့အချိန်မိုးဘုတ်တရားစခန်းနေတဲ့မှာလှဖို့လှဖို့နာမည်စင်းပေးတာတောင်းမှပဲ ဒီနှစ်မရတော့ဘူးနောက်နှစ်မှာတော့ကိုယ်လှည့်ကြဖို့စောင့်ရတာစောင့်ရတာကိုယ်လှည့်ကြဖို့စောင့်ရတာဟမ်ဒီလိုမစိုးရင်ចောင်းတိုက်လို့နာမည်ကြီးចောင်းဗာလဲနောက်ထပ်လှူတဲ့လူတွေထပ်မပေါ်လာနိုင်တော့ဘူးလားပေါ်မှာပါနောက်နှစ်ပေါင်းများစွာအထိဒီចောင်းကြီးတွေတည်မြဲနေသေးတယ်အလှူရှင်တွေအလှူဒါရက်ကားတွေဆိုတာပေါ်အောင်မှာနင်တို့နောက်အနာဂတ်အတွက်တောင်မှဒီလောက်စီစဉ်နိုင်ဟာအခုလက်တွေ့ဘဝမှာဒုက္ခရောက်နေတဲ့လူတွေအတွက်ကောမလုံပေးနိုင်ဘူးလားဆိုပြီးငါတို့ပြည်သူတွေကဝမ်းနေတာစိတ်မကောင်းဖြစ်တာ ဒီဘက်ကိုလှူသလိုပဲဒီဘက်လေးကိုလည်းလှူပေးရင်ကောင်းပါပဲလို့ပြောတာဟိုကလှူနေတဲ့ဟာကြီးတွေကိုဒီဘက်ကိုလာလှူဟိုင်းတာမဟုတ်ဘူးအတီသူတွေစိတ်အခုလှူတဲ့လူတွေစိတ်ကတိကောက်ဖြစ်တယ်ဆိုတာစိတ်ကတိကောက်ဖြစ်တာမဟုတ်ဘူးတို့ကတို့လက်ပြမလုံဖြစ်သွားတာအခုလို့ဝိုင်းပြီးပြောလိုက်ကြတဲ့အချိန်မှာတို့ကတို့လက်ပြမလုံဖြစ်သွားတာကိုဘက်ကပိုရှန်နေတဲ့နေရာကိုလှူမိပြီးဒီဘက်ကလိုအပ်နေတဲ့နေရာတွေကိုကြတော့မမြင်လိုက်မိဘူးဆိုပြီးတို့ကတို့လက်ပြမလုံသွားတာပဲဖြစ်မယ်နော်စိတ်ကတိကောက်ကအဲ့လိုကိစ္စကြောင့်ပဲဖြစ်မယ်ငါတို့ပြည်သူတွေကတို့အပြစ်ပြောနေတယ်မဟုတ်ဘူး လူဆိုတာကိုယ်တရာတဲ့နေရာပဲလှူပဲမဟုတ်ဘူးလားဟမ်ဒါပေမဲ့စိတ်မကောင်းဖြစ်တာဟာကိုကဘုံကြီးเจ้าကိုလှူရင်နေတာဟိုဟာဒီစစ်ဘေးကြောင့်စခန်းကိုမှလှူပါဆိုပြီးတော့ငါတို့ကလည်းအတင်းဆွဲပြီးလှူနေတာလှူခိုင်းနေတာမဟုတ်ဘူးအော်ဒါပေမဲ့နိုင်ငံမှာဒီလိုဖြစ်နေတယ်เนาะငါတို့နိုင်ငံကြီးမှာဒီလိုဖြစ်နေတယ်ဒီလိုဒုက္ခတွေခံစားနေရတယ်เนาะဟောအနာဂတ်အတွက်တောင်မှအဲ့လိုလေးလှူနိုင်သေးရင် ဒီလက်တွေခံစားနေတဲ့လူတွေကိုရောလှူခိုင်းရင်ဘယ်လောက်ကောင်းမလဲလို့ငါတို့ကစိတ်မကောင်းဖြစ်တာမလှူရဲဘူးသိတယ်စစ်ပေးချောင်စခန်းတွေကိုလှူလို့ရှင်နေတို့အဘတွေကနေတို့ဖမ်းမှာဆိုလို့စစ်ပေးချောင်စခန်းလို့ဟာမျိုးလှူတာတော့မှပဲတခိုးကြီးတခိုးကြံနဲ့ခိုးကြုံခွဲဝက်လှူနေရတဲ့ငါတို့မြန်မာနိုင်ငံသားတွေရဲ့ဘဝတွေနော်ပြီးတော့ပြောသေးတယ်ကွန်မန့်တစ်ခုနော်ကိုစိုက်ထားတဲ့အပေကိုကိုပြန်ယုံသိမ်းရမှာပေါ့တဲ့ငါတို့စိုက်ထားတာလားဟမ်အာနာသိမ်းတာဘယ်သူလဲ ငါတို့ပြည်သူတွေဘွာตายာဝါပြောနေတာဟမ်အဲ့ဘောမာတွေလည်းအဲ့ဒီငါးနှစ်တော့နေမှာနင်တို့ဘလို့နေခဲ့ရလဲဆိုတာနင်တို့ကိုနင်တို့အတီဆုံးเนาะလာပြီးဟောင်နေတဲ့ဟာတွေလေဟမ်မေဆုတို့အုပ်ချုပ်ခဲ့တဲ့ NND ပြည်သူပါတီအုပ်ချုပ်ခဲ့တဲ့ငါးနှစ်တော့တွင်ဘလို့နေခဲ့ရလဲနင်တို့အတီဆုံးဟမ်တက်ကြီးပင်စင်ပေးတဲ့ဟာတွေနင်တို့ဘောမာတွေမရဘူးလားဟမ်နင်တို့ဘောမာတွေမရဘူးလားတက်ကြီးပင်စင်ဆိုပြီးတော့ငါတို့အိမ်ရရှိတဲ့ဖွားတွေဖိုးတွေမတန်မစွမ်းနေ ထောက်ပံ့ကြေးလေမရဘူးလားစောက်ပေါက်တွေပိတ်မနေနဲ့နော်ရဘူးတယ်နင်တို့အဲ့ပစံတွေရဘူးတယ်အဲ့ပစံတွေနေလဲနင်တို့စားဘူးတယ်နော်အနန္ဒီပါတီအမေစုလို့အုပ်ချုပ်ခဲ့တဲ့အချိန်တော့ငါတို့ပြည်သူတွေအလှူတန်းဆိုလဲလုံနိုင်တဲ့စီးပွားရေးတွေခြောက်နေလို့နော်အဲ့လောက်နင်တို့စိုက်ခဲ့တဲ့အပင်နင်တို့ပြန်ရုပ်သိမ်းရမှာဆိုတော့စောက်စကားလာမပြောနဲ့ရှင်းလားနင်တို့တစ်ဖက်ပိတ်တွေ6800ဇာတွေနော်အားလားသိမ်းတာဘလူသိမ်းတာလဲ ါတို့မြန်မာနိုင်ငံရောအခုလိုမျိုးဒုက္ခဆင်းရဲတွေနဲ့နော်ပျက်စီးရွံ့သွားအောင်ဘလို့ဖျက်စီးပလိုက်တာလဲဟမ်တို့ခိုးကျင်နိုင်ခိုးဖို့အတွက်တားစင်မြေးဆက်မျိုးဆက်ဆယ်သက်သာလောက်ချမ်းသာနေလဲတို့လောဘတွေကမပြီးဘူးပြည်တွင်းတခိုးအိမ်တဲအိမ်မှာအိမ်တဲအိမ်မှာအိမ်တွင်းတခိုးချင်းလဲအိုင်စီးပွားပြက်တယ်ဘယ်တော့မှမတိုးတက်ဘူးအိမ်တွင်းတခိုးရသလောက်ကိုခိုးနေတာနော်အေးတိုင်းပြည်တစ်ပြည်မှာလဲပြည်တွင်းတခိုးရှိလို့ရှိရင်အဲ့တိုင်းပြည်ပြက်တယ် ရှင်းလားတိုင်းပြည်ကရှင်းသမျှတန်ရန်စားတိုင်းအကုန်လုံးခိုးပြီးကိုယ့်ရဲ့ကတည်းကကိုထက်ရောင်းစားနေပါဒီတိုင်းပြည်ကဘလို့ချမ်းသာနိုင်ပါမလဲဒီတိုင်းပြည်ကပြည်သူတွေဘလို့လုံးစင်ပြေနိုင်ပါမလဲဟမ်တို့တစုပဲအစင်ပြေပြီးပြည်သူတွေမှာတော့ငတ်နေမှာထွက်သမျှတန်ရန်စားတိုင်းပြည်သူတွေအတွက်မှမဟုတ်တာပြည်တွင်တခိုးနော်ပြည်တွင်မှာခိုးနေတဲ့အဖွဲ့အစည်းရှိနေမှာဘလို့အစင်ပြေနိုင်ပါတော့မလဲနော်အဲ့ဒါငါတို့လာမြုံသိမ်းခိုင်းတယ်နော်လက်နဲ့မဲတဲ့ပြည်သူတွေအေးအေးဆေးဆေးဆန္ဒပြနေအောင်လက်နဲ့အားကိုးနဲ့ ဒုက္ခပေးရဘသူတွေဒုက္ခပေးရလဲတီသူတွေကမခံမရနိုင်လို့ဖြစ်လို့ပြန်ပြီးတော့ခုခံတော့မှဟမ်လာပြီးတော့ဟိုလိုဖြစ်ပါရဲ့ဒီလိုဖြစ်ပါရဲ့တပုံမှာဘာညာနဲ့လာပြီးမပြောနဲ့ရှင်းလားနော်ပြန်ရုတ်သေးရမှာငါတို့မဟုတ်ဘူးနင်တို့နော်နင်တို့အခုမတရားဖမ်းဆီးပြီးထောင်ချတိုင်းအမေဆိုတော့နော်အခုလွတ်လိုက်လေအခုရက်တဲ့အိုက်စစ်ပွဲတွေတိလားဘသူတွေဂျုံမွေထားရလဲဆိုတာတိလားအဲ့ဒါငါတို့လာမယုတ်သိမ်းခိုင်းနဲ့ ဟောပြီးတော့နောက်တစ်ခုစကားလက်ဆောင်ပါလိုက်အောင်မယ်เนาะပန်ဆယ်လို့ပြန်လာပြီเนาะပန်ဆယ်လို့ပြန်လာမှာเนาะပတ်စံငွေချင်းနဲ့ပတ်သက်ပြီးတော့သူအဆဆရာလုံပေးနေတဲ့အချိန်မှာငွေချင်းနဲ့ပတ်သက်ပြီးတော့ဟိုတပ်ပါတီကိုပေါ်မာတော့အမလေးဝိုင်းပြီးတိုက်ခိုက်ကြတာအခုသူငွေမကင်တော့ဘူးအဲ့ဒီအတွက်တော်လန်ရေးဘက်ကအဖွဲစည်းတွေကတော့အာရော့သွားပြင်မဲ့ဒါပန်ဆယ်လို့အတွက် ကောင်းပါတယ်ခုပန်ဆယ်လို့မနက်ကလိုင်းမော်တက်လာတယ်ပြန်လာပြီเนาะနင်တို့ကိုအပြင်းမှာ ရှင်မချရဲလောက်အောင်ကိုနင်တို့ပြန်ပြီးတော့သူတမမှာပြန်စော်မှာတဲ့နော်အားမွေးနေတယ်နော်ခုပြန်တက်လာပြီတတိကောင်းကောင်းထားတပ်ပါတီရဟိုင်းနဲ့ဘောမာတယ်နော်နင်တို့ဟိုကအရေးကုန်စုတ်တော့မယ်ရှင်းလားအဲ့ဒါစကားလက်ဆောင်ပါလိုက်တာ